အားလုံးပဲမင်္ဂလာပါဒီနေ့တော့ကျွန်တော်ကြော်စင်ဖန်ကနေပြီးတော့မိတ်ဆွေတို့အကျိုးရှိရာရှိကြောင်းဘဟုတုတရရာရာကြောင်းအကြောင်းအရာလေးတွေကျွန်တော်ပြောပြခြင်းလဲအဲ့ပြောပြခြင်းတော့အကြောင်းအရာဘာလဲဆိုလို့ရှိရင်အိမ်အောင်နဲ့ပတ်သက်တဲ့ကိစ္စအဲ့အိမ်အောင်နဲ့ပတ်သက်တဲ့ကိစ္စတွေမှာမိတ်တွေရန်တွေဥဒသိမ့်တွေအတွင်းမိတ် တွေအပြင်မိတ်တွေအတွင်းရန်တွေအပြင်ရန်တွေအဲ့တော့ပတ်ခတ်တွေအဲ့လိုဟာမှုတွေမပါဘဲနဲ့အိမ်အောင်အပြစ်ပေါ့နော်အိမ်အောင်အပြစ် အဲ့တော့အဲ့ဒီအိမ်တော်အပြစ်ကဘလူဟာမိုးရှိတယ်ဆိုလို့ရှိရင်တက်ဦးတန်ထောင်မယူကောင်းဆိုတဲ့စကားပုံရှိတယ်အဲ့တော့တက်ဦးတန်ထောင်ယူတဲ့အခါမှာစီးပွားမမဖြစ်ဘူးရလိုက်ကုံလိုက်ရလိုက်ကုံလိုက်ရလိုက်ကုံလိုက်အစဉ်ပြေတလဲမပြေတလဲအဲ့လိုဟာမျိုးသူတို့မှကြုံတတ်တယ်နောက်တစ်ခုကနေရာထိုင်ခင်းကောင်းချက်ချနာနာသူတို့မှမရှိဘူးအဲ့ဒါတက်ဦးတန်ထောင်ယူတဲ့လူတွေရဲ့ဘဝမှာပေါ့နော်နေရာထိုင်ခင်းနဲ့ပတ်သက်ပြီး လှုပ်စည်းပွား၊ကင်စည်းပွားနဲ့ပတ်သက်ပြီးရေရာသေးချာမှုမရှိတာအဲ့တော့နှောင်ရည်တွေတွေးပူရတာအဲ့လိုပူပင်သောကတွေများတတ်တယ်အဲ့လိုမများအောင်ဘလို့လုပ်ရလဲဆိုလို့ရှိရင်သားသမီးကတယောက်တည်းယူလို့မရတယောက်တည်းယူရင်အဆင်မပြေတာတွေကွဲတာတွေဖြစ်တတ်တယ်အဲ့ဒီအတွက်ကြောင့်သားသမီးနှစ်ယောက်ယူရင်အိမ်တော်ကြီးခိုင်မြဲမယ်စီးပွားဖြစ်မယ်အဲ့လိုမျိုးပထမဦးဆုံးစပြီးတော့ညားကစားတော့ကတော့ဟာကောက်ရိုးမီးလိုမဟုတ်ဟုံးပဲစီးပွားရေးလည်းဖြစ်မယ်အများကအားကျစရာတွေကြုံမယ် နော်အဲ့ဒါလိုဟာမဟုတ်ကြဘူးတဖြည်းဖြည်းနဲ့သူကမေးမိန်သွားတယ်လုံသမျှကိုင်းသမျှစီးပွားရေးနဲ့ပတ်သက်ပြီးမေးမိန်နေနေရာထိုင်ခင်းနဲ့ပတ်သက်ပြီးအခက်အခဲကြုံနေရေရှည်အတွက်ရက်တီဖို့ခက်ခဲလာတာမျိုးအဲ့ဒါလိုဟာမဟုတ်ဖြစ်တတ်တယ်အဲ့တော့သူတို့မှာအသက်ကြီးတွေဒုက္ခရောက်နေဆိုတဲ့ပုံစံမျိုးဒါတော့မပြောကောင်းပါဘူးမပြောကောင်းပေမဲ့အဲ့အဲ့လိုမျိုးရှိတယ်အဲ့တော့ကံညာဝရိယကံလဲကံလေးကောင်းနေလို့အချိန်မှာဝရိယလေးနဲ့အားဆိုင်မယ်ညာလေးနဲ့ဖိပြီးတော့သုံးမယ် အဲ့တော့ကိုလုံနေတဲ့အလုတ်အကိုင်းကိုရက်တည်နေတဲ့နေရာဒီကိုတဘွားစာအတွက်အဆင်ပြေနိုင်လားမပြေနိုင်လားအဲ့တော့သားသမီးရဲ့နောင်ရည်ကိုရဲ့ကျန်းမာရေးစသည်အားဖြင့်အဲ့တလို့ဟာမျိုးနဲ့ပတ်သက်ပြီးအများကြီးစီစဲရမယ်ချိန်ဆရမယ်နောက်တစ်ခုကအဲ့တော့ဓာတ်စင်တာတွေနဲ့ပတ်သက်ပြီးအိမ်တော်ကြီးခိုင်မြဲဖို့စီးပွားတက်ဖို့အလုတ်လုတ်တဲ့အခါမှာလဲဇွဲလုံးလာဝရိယအဲ့ဒီဥစ္စာတွေနဲ့အကုန်လုံးအားဆိုင်ပြီးတော့လုံးစေခြင်းပါတယ် ူများလို့ပြီးပြီးတော့လွယ်လွယ်ဘာမှမတွေးပါနဲ့မလုပ်ပါနဲ့လို့အကြံပေးခြင်းပါတယ်အဲ့တော့အိမ်တော်ကြီးခိုင်မြဲဖို့အတွက်အဲ့တဦးတနောင်ယူထားတဲ့သူတွေကတော့ဗုဒ္ဓဘာသာဝင်တွေဆိုလို့ရှိရင်တော့ယောက်ျားလေးရဲ့နေနဲ့မိန်းကလေးရဲ့နေနဲ့အဲ့ဒီနေနဲ့နှစ်ခုပေါင်းပြီးတော့ဖျားထုတာမျိုးနောက်ပြီးတော့အစီမံလုပ်တာမျိုးအဲ့တလို့ဟာမျိုးလုပ်ရင်ရနိုင်တယ်အဆင်ပြေနိုင်တယ်နောက်ပြီးတော့အကြံပေးချင်တာကတော့သားသမီးတယောက်တည်းမယူနဲ့နှစ်ယောက်လောက်ယူလိုက် အဲ့ဒါဆိုလို့ရှိရင်အဲ့တဲ့ဦးတန်အောင်ပြဿနာငြိမ်းအေးသွားမယ်ပူပင်တော့ကငြိမ်းအေးသွားမယ်အဲ့ဒီနှစ်ယောက်မှာတဲ့ဦးတန်အောင်ယူထားတဲ့သူတွေမှာဒါကတော့ကျွန်တော်ရှေ့ဆရာကြီးတွေပြောပြဘူးတာတော့ဒစာရေးဆရာတွေပြောတာတော့ဘလို့မွေးရှိလဲဆိုလို့ရှိရင်တဲ့ဦးတဲ့ဦးကလည်းသူ့အိမ်မှာဆရာပဲလေအကြီးအကဲဆိုတဲ့အတွက်ကြောင့်အကြီးဆုံးသားသမီးဖြစ်တယ်ဆိုတဲ့အတွက်ကြောင့်သူကလည်းဟိုနဲ့ဘိုးပဲပေါ့ကိုကလည်းအငယ်ဆုံးကလည်းသူ့အိမ်မှာသူကလည်း ဆရာကြီးပဲလေအငယ်ဆုံးသူလိုချင်တာရတယ်လေအကုန်လုံးကိုကြီးတိုက်တယ်လေသူလိုချင်တာလုပ်မှာပဲအဲ့တော့အဲ့ဒီနှစ်ကောင်ပေါင်းဆက်ရင်တော့ထင်ရဆိုင်မှာမျိုးတွေဖြစ်တတ်တာပေါ့အဲ့တော့တက်ဦးတန်ထောင်စဉ်းစားကြည့်ဟိုတက်ဦးဖြစ်တဲ့သူကလည်းအကြီးဆုံးဖြစ်တဲ့ဆိုတဲ့အတွက်ကြောင့်သူညီကိုမောင်နှမကိုထောက်ပံ့တယ်ပေးကမ်းရတယ်ကူညီရတယ်အဲ့မှာကုန်ပြီတက်ဦးတန်ထောင်ဖြစ်တဲ့သူကလည်းအငယ်ဆုံးဖြစ်တယ်ဆိုတဲ့အတွက်ကြောင့်သူကလည်းသူ့ရဲ့အကိုကြီးအမကြီး မိသားစုအတလူအမိုးတွေထောက်ပံ့ရတယ်ဆိုတဲ့အတွက်ကြောင့်ငွေကုန်ကြေးကျများမှာပဲအတလူများရင်တော့ဒါနှစ်ဦးနှစ်ယောက်စလုံးမှာအဖက်မတင်တော့ဘူးเนาะအဲ့တော့ဟိုလူပေးရဒီမျိုးကြီးရဟိုညီကောင်မောင်နှမကြီးရဟိုလူကနှိမ့်ဆက်ဒီလူကနှိမ့်ဆက်အဲ့လိုမျိုးနှိမ့်ဆက်မှုတွေများတာတော့တက်ဦးတန်ထောင်းတွေရဲ့ဘဝမှာတော့ရှိတတ်တာပေါ့အဲ့တော့တက်ဦးတန်ထောင်းတွေကတော့ယူမိရင်တော့ပူပင်တော့ကများတယ်အိမ်ဆောင်ရေးမှာတင်းတင်းမြဲမြဲမရှိဘူးအဓိကပြောချင်တာဘာလဲဆိုလို့ရှိရင် မိန်းမလုပ်တဲ့သူကယောက်ျားကိုယူသေးရမယ်လေးစားရမယ်စကားနာနားထောင်ရမယ်ယောက်ျားကိုအလုပ်လုပ်ချင်အောင်ပံ့ပိုးပေးရမယ်ကူညီပေးရမယ်ယောက်ျားစိတ်ညစ်အောင်လုံးဝနှုတ်နဲ့တော့၎င်းကိုယ်နဲ့တော့၎င်းအမှုရာနဲ့တော့၎င်းအဲ့တော့အဲ့ဒီသုံးချက်စလုံးကိုယ်နှုတ်เนาะအမှုရာအဲ့တော့ကိုကိုနိုင်ကလည်းယောက်ျားကိုရိုင်းပြတာစိတ်ကောက်တာခဏခဏရန်ရှာတာအဲ့တလို့ဟာမို့မလုပ်အောင်အဲ့တော့ နှုတ်ကလည်းဝစီနှုတ်ချူရမယ်မျက်နှာလေးပြုံးထားရမယ်စူးစူးပုတ်ပုတ်ကြီးအဲ့ဒါလိုမခုနှစ်ခေါက်ချူရှစ်ခေါက်ချူအဲ့ဒါလိုဟာမျိုးမလုပ်အောင်လုပ်တဲ့အခါကျလို့ရှိရင်လည်းဒါမိန်ကလေးတော်တော်များများပေါ့နော်အဲ့အချင်းလေးတွေရှိတတ်တယ်အဲ့တော့အဲ့ဒါလိုဟာမျိုးမလုပ်ဘဲနဲ့အစဉ်ပြေရာပြေပြေမဲ့ဟာတွေပဲလုပ်ပါနော်အစဉ်ပြေရာပြေရာပြေကြောင်းနောက်ပြီးတော့လင်းယောက်ျားကိုလေးစားရမယ်အမြဲတမ်းလေးစားရမယ်အဲ့ဒါလိုလေးစားမှုရှိရင်တော့ ယူတင်မှုရှိရင်တော့အဲ့ဒီအိမ်တော်ကြီးကသားရမယ်စောစောကတက်ဦးတက်နောက်ဆိုတဲ့အညံ့တွေအားလုံးချက်ပြောင်ခက်ပြောင်ပျောက်ပြီးတော့အကောင့်တွေဖြစ်သွားပါလိမ့်မယ်လို့ပြောရင်ကျွန်တော်ရဲ့တက်ဦးတက်နောက်ဆိုတဲ့ကိစ္စကိုဒီမှာပဲညီကုန်းချုပ်ပြရစီပေးရင်မိမဲမိတ်ဆွေတွေကတော့ကျွန်တော်ရဲ့ဖုန်းနံပါတ်399 380358ဖုန်းကို Viber ပဲဖြစ်ဖြစ်အဲ့ဒီဖုန်းကိုခေါ်ပြီးတော့ပဲဖြစ်ဖြစ်အဲ့တော့နေ့လယ်7:00နာရီကနေ7:00နာရီခွဲကိုဖုန်းဆက်မယ်နာမည်စာရင်းပေးမယ်အဲ့ဒါဆိုရပါပြီနောက်တစ်ခုကအကွဲရတရအပေါင်းရတရတွေလုံးတဲ့သူတွေကလည်း ကျွန်တော်စီကိုပြန်ပြီးတော့ဖုံးဆက်ပေးပါပုံနေပို့ထားတဲ့သူတွေအများကြီးပဲအဲ့တော့အဲ့ဒီကလေကျွန်တော်ထုတ်လိုက်ပြီထုတ်လိုက်တဲ့အခါမှာဘသူ့ကိုဘလို့ပေါင်းပေးရမလဲခွဲပေးရမလဲကျွန်တော်မသိတော့ပုံတွေကရောသွားပြီအဲ့တော့တည့်ရတည့်ရအဲ့ဒီပြဿနာတွေပဲထိုင်ရှင်းနေရတယ်နော်အဲ့တော့ငါးဦးဗျာငါးဦးပို့မယ်ဆိုလို့ရှိရင်ငါးဦးလောက်ခိုင်းမယ်ဆိုလို့ရှိရင်ပုံက10ပုံဖြစ်သွားပြီနော်10ပုံဖြစ်သွားအဲ့10ပုံကိုဘသူနဲ့ဘသူနဲ့လဲအဲ့ဒီလိုမျိုးတွေရောသွားပြီ ပြန်ရှာလို့လည်းမရတော့ဘူးစာပို့တဲ့လူတွေလည်းအများကြီး Viber မှာပို့တဲ့သူတွေရော Messenger မှာပို့တဲ့သူတွေရောအများကြီးအများကြီးအဲ့ဒီအတွက်ကြောင့်အဲ့တော့ပုံပို့ပြီးနောက်နေ့ဆိုလို့ရှိရင်ကျွန်တော်ကိုပြန်ပြီးတော့ဆက်သွယ်ပေးပါဘယ်သူနဲ့ဘယ်သူကြကြနာနာအေးအေးဆေးဆေးကျွန်တော်ကိုပြောပြပါနာမည်ဘယ်သူဟိုမှာမတ်ဘယ်သူမောင်ဘယ်သူဘယ်မျိုးอ่ะသူတို့နှစ်ယောက်ကို ပေါင်းရင်ပေါင်းမယ်ခွဲရင်ခွဲမယ်အဲ့ဒါအဲ့ဒါလေးတွေကျွန်တော်ကိုပြန်ပြန်ပြောပေးပါเนาะ ကဲဒီလောက်ပါပဲကျွန်တော်မိတ်ဆွေများအားလုံးအဆင်ပြေပြေဘဝမှာရှောင်လန်းနိုင်ပါစေပျော်ပျော်ရွှင်ရွှင်နဲ့တာယာချမ်းမြေပွဲပျော်ရွှင်စရာကောင်းသောမိသားစုဖြစ်ပါစေလို့ကျွန်တော်ကြော်စင်းဖန်ကမြတ်တာဖို့ဆန္ဒပြုပါတယ်ဗျာ